ခုပထမဦးဆုံးဒီ complaint နဲ့ပတ်သက်ပြီးတော့ complaint နဲ့ပတ်သက်ပြီးတော့ဦးနဲ့တို့ဒီမှာတခြားမလို့အပ်တဲ့တောက်တီတော့ဒါဦးနဲ့မပြတော့ဘူးပေါ့နော်ဒီတိုင်းလေးပေါ့ဒီတိုင်းလေးဒီ site ထဲကနေပြီးတော့ဦးနဲ့ကပြီးခဲ့တဲ့တပွဲကျော်လောက်ကပဲ complaint နဲ့ပတ်သက်ပြီးတော့863ရဲ့64ရဲ့142ရဲ့656ရဲ့နော်အဲ့ဒီထဲကနေပြီးတော့ကဏ္ဍနှစ်ကွက်ထွက်မယ်ဆိုပြီးတော့ဒါဒီ line ကလေးကိုဒါမွေးကနေအဖြစ်နဲ့ဦးနိုင်တင်ပေးခဲ့တယ်နော် ဦးနိုင်ရဲ့အကောက်ထဲမှာအဲ့မွေးကင်းန်းတွေကတော့အသေးသေးကြည့်လိုက်ဟိုအဲ့ဒီထဲကနေပြီးတော့ဒါဦးနိုင်ကပစားပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစနစ်ထဲမှာခွန်ပရိတ်က၄ချိန်ထွက်ရမှာခွန်ပရိတ်၄ချိန်ထွက်ရမှာဆိုတော့ဒီပွဲမှာဒါဦးနိုင်ကဦးနိုင်ရဲ့အကြိုက်ဆုံးပအောင်ကနန်းဒီဘရိတ်ခွန်ကနန်းဖြစ်တယ်အဲ့ဒီဘရိတ်ခွန်ကနန်းကိုမှပထမတုန်းကတော့ဒီတစ်တုံညာ၆ဆိုတဲ့ကနန်းကိုအော်ကနန်းထုတ်ဖို့ပဲသို့တော့တစ်တုံညာ၆ထက်ကောင်းတဲ့ကနန်းတစ်ခုဟာ ဒါဦးနိုင်တွေးရှိထားတဲ့အတွက်ဒါတိတုံညာ6ကိုတော့ဒါအရန်ထဲမှာထည့်ပေးလိုက်တယ်အရန်ဆိုပေမဲ့လို့ပအော်ဂနန်နီနီကောင်းတယ်နော်ဒါဦးနိုင်ရဲ့မိတ်ဆွေတွေဒါဦးနိုင်နဲ့အတူဒါလေ့လာကြည့်အောင်ပေါ့နော်၃နောက်ပိတ်၅နောက်ပိတ်ဒီ၃လုံးကရှိပေါင်းကတိုင်ပင်ကွာဝေးအတူတူပဲ၃နောက်ပိတ်၅နောက်ပိတ်ဒီ၃လုံးကရှိပေါင်းက၃နောက်ပိတ်၅နောက်ပိတ်ဒီ၃လုံးကရှိပေါင်းကဦးနိုင်ကလည်းတိုင်ပင်ကိုတည့်ရ တည်တော့ဒီ၃နဲ့ဒီ၅နဲ့ဖြစ်ခဲ့လို့အဲ့ဒီ၅ပိတ်တဲ့နှစ်ထဲမှာ၃နဲ့၅နဲ့စောင်းနာရဲ့ဘေးမှာ၅ကိုခုံးဆိုတဲ့ကဏ္ဍတစ်ခွက်ကြာတယ်ဒီ၃နဲ့ဒီ၅နဲ့ဖြစ်ခဲ့လို့အဲ့ဒီ၅ပိတ်တဲ့နှစ်ထဲမှာ၃နဲ့၅နဲ့ဒီလိုစောင်းနာရဲ့ဘေးမှာခုံကို၅ဆိုတဲ့ကဏ္ဍပတ်လည်းကြာခဲ့တယ်၃ပိတ်တယ်၅ပိတ်တယ်၅ပိတ်တဲ့နှစ်ထဲမှာ၃နဲ့၅နဲ့စောင်းခဲ့လို့နော်သူ့ရဲ့ဘေးမှာ၅ကိုခုံးဆိုတဲ့ကဏ္ဍပတ်လည်းဒါကြာခဲ့ ကြားခဲ့တော့ဒီစနစ်ခရနေပြီးတော့ဒါဥနိုင်ရဲ့တရားခွက်တွေကိုနော်ဟုတ်လွန်ခဲ့တဲ့နှစ်ပွဲကျော်တော့ကပဲတည်တည်ချာချာကိုရှင်းပြခဲ့ရှင်းပြခဲ့တာဘယ်လိုရှင်းပြခဲ့လဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းကိုဒီသုံးလုံးပေါင်းခြင်းကိုဗရိတ်ကိုအဲ့ဒီကိုကလည်းဒီသုံးလုံးကိုကိုထဲလို့ဒီမှာကစားတယ်နော်အိုးပြီးတော့တခါဒီသုံးလုံးပေါင်းခြင်း၈ဒီသုံးလုံးပေါင်းခြင်း၈ဗရိတ်၈ဒီသုံးလုံးပေါင်း၈အဲ့၈က၈ထဲလို့ဒီမှာကစားတယ်ဟုတ်ပြီဒါဆိုရင်လည်းဒီမှာ ဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဗတိတ်ခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ခွန်ထိတ်လို့ဒီမှာကစားတယ်ဒါကိုရှိခွန်ပြေးလမ်းပေါ့နော်အဲ့ဒီကိုရှိခွန်နဲ့ပတ်သက်ပြီးတော့ဘာတွေပြောခဲ့လဲဆိုတော့ဒီ3နဲ့5နဲ့ဖြစ်တာရဲ့နောက်တစ်နှစ်ဒီဘက်နှစ်မှာနော်53နောက်တွဲအောက်ကဗရိတ်ကူးကနန်းဒီဒီမှာတကွက်ထွက်တယ်နော်9နဲ့3နဲ့ဖြစ်လို့ဒီဘက်နှစ်က53နောက်တွဲအောက်ကဗရိတ်ရှိကနန်းဒီဒီမှာထွက်တယ်နော်အဲ့တော့ဒီ53နောက်တွဲဖြစ်လို့ဒီဘက်နှစ်က နောက်တော့ရအောင်ကဗရိတ်ခွန်ကနန်းရှစ်ဆော့သုံးဆွေတဲ့ကနန်းကလည်းမွေးကနန်းဖြစ်နေထွက်မယ်လို့ဒါဦးနဲ့ပြောခဲ့တယ်အဲ့ဒီလိုပဲအဲ့ဒီနှစ်ထဲမှာနောက်ထပ်တစ်ခါကိုဗရိတ်ဒီကိုဖြစ်ချင်းကြီးကြောင့်နော်ကိုဗရိတ်ကနန်းဒီအဲ့ဒီနှစ်ထဲကနှစ်ကွက်ထွက်မှာနောက်တစ်ကွက်ဒီငါးထိပ်ဒီနှလုံးကိုဒီနှလုံးခွန်သူ့ဘေးကကနန်းဒီအဲ့ဒီနှစ်ထဲမှာထွက်တယ်နောက်တစ်ခါအဲ့လိုပဲအဲ့ဒီနှစ်ထဲမှာငါးထိပ်ဒီနှလုံးကိုဒီနှလုံးခွန်သူ့ဘေးကဗရိတ်ရှိကနန်းဒီအဲ့ဒီနှစ်ထဲမှာလည်းထွက်တယ် ဒါဆိုရင်သူ့ရဲ့အောက်ကကဏန်းကတော့တကွက်ရပြီ။ဒါဆိုရင်ဒီမှာငါးထိပ်ဒီနှလုံးကိုဒီနှလုံးခွန်သူ့ရဲ့ဖေးရကဏန်း၄၉၄ဆိုတဲ့ကဏန်းလည်းထွက်မယ်ဆိုပြီးတော့ရှစ်ချောက်သုံးရင်၄၉၄ရတာဥနဲ့ပြခဲ့တယ်။ပြခဲ့တော့အဲ့ဒီနေ့ထဲမှာအကယ်၍လိန်ပြီးထွက်မယ်ဆိုလို့ရင်ဗရိတ်ခွန်ကဏန်းသည်၄ကွက်ရှိတယ်။၆၅၆ရ၁၄၂ရ၈ချောက်သုံးရ၄၉၄ရ။အဲ့ဒါကြောင့်မို့ဗရိတ်ခွန်ကြိုက်တဲ့မိတ်ဆွေတွေကဒီ၄ကွက်ကိုနှစ်ကွက်ထွက်မယ်ဆိုတော့ညာလေအနည်းဆုံးတကွက်လောက်ကတော့ထွက်နိုင်တဲ့ကြံ့ရင်မွေးဆိုပြီးတော့ပြခဲ့တယ်။ ။ဟောပြီဒါမွေးကနေပြခဲ့တဲ့ site ကိုပြန်ပြီးတော့ပြောပြ။အဲ့တော့ဒီပွဲမှာအခုဦးနေကဘာကစားနေတာလဲဆိုတော့ဒီ၃လုံးကိုဒီ၃လုံးကိုဗရိတ်ကိုဒီ၃လုံးကိုကိုထိတ်လို့ကစားလို့ကိုပြစ်ချင်းကစားခဲ့တဲ့အတွက်ဒီနေ့တည်းမှာကိုဗရိတ်ဒီဒီမှာတစ်ချိန်နောက်တစ်ခါကိုဗရိတ်ဒီဒီမှာနှစ်ချိန်၃ချိန်၄ချိန်တစ်နှစ်လုံးမှာမရှိတော့ကိုဗရိတ်ဒီ၄ချိန်ကစားတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဖြစ်စဉ်ကိုတည်လိုက်တယ် ဒီ၃လုံးပေါင်း၈ဒီ၃လုံးပေါင်း၈ပဋိရှိ၈ဒီ၃လုံး၈၈ထိတ်လို့ကစားလို့အဲ့ဒီနှစ်ထဲမှာ၈ပဋိသည်ဒီမှာတစ်ကြိမ်ဒီမှာတစ်ကြိမ်နှစ်ကြိမ်ဒီမှာတစ်ကြိမ်သုံးကြိမ်နော်သုံးကြိမ်ပြီးတော့အခုဒီမှာတစ်ကြိမ်လေးကြိမ်လုံးဝမရှိတော့ဘူးလေးကြိမ်ကစားတယ်ကောင်းပြီဒါဆိုရင်ခုနကတို့ဒီမှာဒီ၃လုံးကခွန်ဒီ၃လုံးကခွန်ပဋိကခွန်ဒီ၃လုံးပေါင်းချင်းကခွန်ခွန်ထိတ်လို့ကစားတယ်အဲ့လိုကစားတဲ့တော့ခုနကတို့ဒီနှစ်ထဲမှာခွန်ပဋိသည်လေးကြိမ်ကစားမှာဒါတို့လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကနေကဒါခုနကရှင်းပြခဲ့တယ်နော် အဲ့ဒီခွန်ပရိတ်၄ချိန်ကစားမဲ့အချိန်မှာနှစ်ဆမှာဒီမှာခွန်ပရိတ်ဒီမှာ၄ချိန်ထွက်တယ်နောက်တစ်ခါခွန်ပရိတ်၂ချိန်ထွက်တယ်အဲ့ဒီအောက်မှာလုံးဝခွန်ပရိတ်ကြီးထွက်မလာသေးဘူးထွက်မလာသေးဘူးအဲ့တော့ဒီကဏန်းကကဏန်းက၃ပင်ကျန်တယ်ပရိတ်ခွန်ဒီ၂ချိန်ထွက်ရနော်ကဏန်းဒီ၃ပင်ကျန်တယ်ခွန်ပရိတ်က၄ခါထွက်မယ်ဆိုတော့ပရိတ်ကခွန်ပရိတ်ဒီ၂ချိန်ကျန်တယ်နော်ခွန်ပရိတ်၂ချိန်ကျန်အဲ့ခွန်ပရိတ်၂ချိန်ကျန်တဲ့ခဲကားမှာ ခွန်ပရိတ်နှစ်ကြိမ်ကြံတဲ့ထဲမှာအခုဦးနိုင်ပြောတယ်လို့ပဲဒါဦးနိုင်တို့ဒီ1396တဲ့ပေါ့နော်1396တဲ့ကိုပထမတော့ဒီပွဲမှာပန်ဩကနန်းအဖြစ်နဲ့ဦးနိုင်ကကစားမလို့ပဲသို့တော့1396တဲ့ကောင်းတဲ့ခွန်ပရိတ်ကနန်းတစ်ခွက်ကတွေ့ခဲ့တဲ့အတွက်ကိုဒါ1396ဆိုတဲ့ကနန်းကိုဦးနိုင်ကအရင်အဖြစ်နဲ့ဒါကစားလဲရတာပေါ့လीနော်အရင်အဖြစ်နဲ့ကစားလဲရတာ ဒါအရန်ဆိုပေမဲ့လို့တော်တော်လေးကိုကောင်းပါတယ်နော်တော်တော်လေးကိုကောင်းပါတယ်အဲ့တော့ဒီတစ်တုံညာ6ကိုကြိုက်တဲ့မိတ်ဆွေတွေဒါခဏနေရင်နော်ဒါဦးနေနဲ့တူအစားကွက်ဘလောက်တိအောင်ကောင်းလဲဆိုတာကိုဦးနေတည်တည်ချာချာရှင်းပြတယ်ဟုတ်ပြီအဲ့ဒီတော့ဒါဗရိတ်ခွန်နောက်တစ်ခုကဒါဦးနေတို့စီးလိုင်းနေတော့အကုန်အပြည့်စုံထည့်မပြတော့ဘူးပေါ့နော်ရှစ်ထစ်နောက်ပေါင်းကိုဒီသုံးလုံးပေါင်းချင်းခွန်ကြောင်းဒီနေရာမှာခွန်ဗရိတ်လို့ကြိုက်တယ်ဒါကြားထဲမှာစီးကြောတွေအများကြီးရှိတယ်နော်အဲ့ဒီကနေပြီးတော့သွားလိုက် တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှင်းနှစ်ကိုးနှစ်ဆယ်နှစ်စက်တစ်ဆနှစ်ဆက်သုံးဆက်လေးနှစ်ချလိုက်15နှစ်မြောက်မှာလဲတုံညာထိတ်နဲ့နောက်ပေါင်းခုနဲ့ခွန်ကြောင့်ဒီမှာလဲခွန်ပရိတ်လို့ကြိုက်နော်အဲ့ဒီကနေပြီးတော့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှင်းနှစ်ကိုးနှစ်ဆယ်နှစ်စက်တစ်ဆနှစ်ဆက်သုံးဆက်လေး15နှစ်နော်အဲ့ဒီမှာလဲတုံညာထိတ်နောက်ပေါင်းခွန်ဒီသုံးလုံးပေါင်းခွန်ကြောင့်လဲဒီနေရာမှာပရိတ်ခွန်လို့ကစားမယ်နော်အဲ့တော့ခွန်ပရိတ်တွေကပြမလို့နောက်ထပ်အများကြီးရှိတယ်ပြအဲ့တော့ခွန်ပရိတ်ကဒီလောက်ဆိုလုံလောက်ပြီပေါ့နော် ဲ့ရောဦးနိုင်တို့တကားစပြီးတော့အဲ့ဒီ complaint နဲ့ပတ်သက်ပြီးတော့တစ်တုံညာဆောက်ကိုဒီ line ထဲကနေဘာကြောင့်ထူရတယ်လဲဆိုတော့ဦးနိုင်ရှင်းပြမယ်နော်3ပိတ်5ပိတ်3လုံး5ရှိပေါင်း5အဲ့ဒီလိုဖြစ်ပြနေဒီ3လုံး6ဒီ3လုံး6ဗရိတ်6နော်အဲ့ဒီဗရိတ်6ပြီးရတယ်ဒီ3လုံးကလည်း6မှာ6ထိတ်လို့ဒီမှာရိုက်တယ်အဲ့တော့6ဖြစ်ချင်းဒီဒီမှာ2မျိုး3မျိုး4မျိုး5မျိုး6ဖြစ်ချင်း5မျိုးကစားတဲ့အတွက်ဒီနှစ်ထဲမှာကိုဖြစ်ရှင်၅မျိုးကစားတဲ့အတွက် ဒီသုံးလုံးပေါင်းကိုဒီသုံးလုံးပေါင်းကိုသူ့အပေါ်မှာပြိတ်ကိုကိုပြင်းချင်း၅မျိုးကစားတဲ့အတွက်ဒီလိုကိုဒီလိုကိုလို့ထောက်မယ်ထောက်ပြတဲ့ဒီနေရာမှာလဲကိုပြိတ်လို့ဖြစ်ရတယ်ဖြစ်ပြီးတဲ့သူ့အပေါ်မှာနှစ်ပြိတ်လို့ပုံသေးထည့်ထားခဲ့မယ်ထည့်ထားခဲ့လိုက်တဲ့ဒီကိုပြိတ်ကဏ္ဍနှစ်တုံညာခွန်သည်တနည်းနှစ်နှစ်သုံးနှစ်မြောက်တယ်မှာအဲ့နှစ်တုံညာခွန်ကတက်ထွက်မှာဒီနှစ်တုံညာခွန်ကနှစ်တုံညာခွန်လို့ဒီမှာတက်ထွက်မှာနော်မျက်စိမလဲနဲ့နော်ဖြည်းဖြည်းချင်းကြည့်လိုက်ကိုဖြစ်ချင်း၅မျိုးကစားခဲ့လို့ ဒီသုံးလုံးကိုကိုဒီလိုကိုလို့ထောက်ပြီးတော့ဒီမှာလဲကိုပရိတ်လို့ဖြစ်တဲ့ကနန်းဒီဒီနေရာမှာတက်ထွက်မှာထွက်မဲ့အချိန်မှာသူကဒီမှာဗရိတ်နှစ်လို့ပုံသေးခံခဲ့တယ်အဲ့ဒီဗရိတ်နှစ်ဒီဒီ၄ရဲ့ဒီ ग्वा ရဲ့၄၁ခွန်နှစ်ရှေပေါင်းတင့်နဲ့ရှေပေါင်းတင့်နဲ့၄လုံးပေါင်းနှစ်ဒီသုံးလုံးနှစ်ကိုဒီ၄လုံးနှစ်လို့ဒီဗရိတ်နှစ်ကိုအဲ့ဒီလို၃လုံးနှစ်၄လုံးနှစ်လို့ဖြည်တာရဲ့အောက်ကိုဒီကိုပရိတ်ကမလာထွက်တယ်ထွက်တော့နောက်တစ်ခုကဒီမှာ ဒီဖြစ်စဉ်လေးကိုတည်ပြီးတော့ねဒီသုံးလုံးပေါင်းချင်းကိုနှစ်ပင်ကျော်နောက်ပေါင်းကိုလို့ထည့်တဲ့အတွက်ကိုဖြစ်ချင်းနှစ်မျိုးကစားတဲ့အတွက်အဲ့ဒီကိုဒီဒီသုံးလုံးပေါင်းကိုဒီလေးလုံးပေါင်းချင်းကိုလို့နှစ်ခါပြန်ထောက်မယ်သုံးလုံးကိုကိုလေးလုံးကိုလို့ထောက်မယ်ထောက်ပြီးကြတဲ့ဒီကိုပရိကဏ္ဍဒီမှာကစားဖို့အတွက်ဒီနှလုံးကိုလို့ပြန်ထည့်ပြီးတော့မှဒီမှာထွက်တယ်အဲ့ထောက်ချက်ဒီသုံးမျိုးကစားတာထောက်ချက်ကသုံးမျိုးကစားတယ်ဒီကိုကဒီကိုကြောင့်ဒီကိုကို ဒီ၄လုံး၉လို့ထည့်တယ်ဒါကထောက်ချက်တစ်မျိုးဒီဗရိတ်နှစ်ကြောင့်၃လုံးပေါင်း၂ကို၄လုံးပေါင်း၂လို့တစ်မျိုးထောက်တယ်နောက်တစ်ခု၉ဖြစ်ခြင်းကြောင့်၉ဗရိတ်ခဏဒီမှာထွက်မဲ့အချိန်မှာဒီနှလုံး၉လို့တခါထောက်မယ်ဆိုတော့၃ချက်ထောက်တယ်ဒီခဏလေးတစ်ခွက်ကထည့်ကြဒါကပထမတစ်ကက်ဒါဆိုရင်ကောင်းပြီဒုတိယအကက်မှာ၃နောက်ပိတ်၅နောက်ပိတ်ရှည်ပေါင်းက၃လုံး၅လို့ကစားတယ်အဲဒီ၃လုံးပေါင်း၈ဒီ၃လုံးပေါင်း၈ဗရိတ်၈အဲ့ဒီ၈ကိုလည်း ဒီသုံးလုံးပေါင်းချင်းရှစ်လို့ထည့်ပြီးတော့ဒီမှာရှစ်ထည့်လို့သူကစားတယ်ကစားတော့ရှစ်ဖြစ်ရှင်းက2မျိုး3မျိုး4မျိုး5မျိုးကစားတယ်ရှစ်ဖြစ်ရှင်း5မျိုးကစားလို့ဒီနှစ်ထဲမှာရှစ်ဖြစ်ရှင်းကြောင့်ဒီသုံးလုံးပေါင်းချင်းရှစ်ဒီသုံးလုံးပေါင်းချင်းရှစ်သူ့အပေါ်မှာလည်းပရိရှစ်လို့သူထွက်သွားတယ်နော်ဒီသုံးလုံးရှစ်ဒီသုံးလုံးရှစ်ပရိရှစ်လို့ထွက်တဲ့သူ့အောက်မှာနှစ်ပရိပုံတွေထောက်လိုက်တယ်ဖြစ်စဉ်ကြောင့်ဒီရှစ်ဒီရှစ်ပရိရှစ်ဒီဒီကနန်းဒီတနည်းနည်းနည်းသုံးနည်းမြောက်တဲ့မှာလဲထွက်တယ် ဒီ640ဆိုဒေထွက်တော့မဲ့အချိန်မှာဒီပရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းနှစ်ဒီလေးလုံးပေါင်းခြင်းနှစ်လို့တခါထောက်တယ်ထောက်ပြီးတာနဲ့ဒီသုံးလုံး9ကနောက်ပေါင်း9လို့ဖြစ်ခဲ့လို့ဒီသုံးလုံး9ကိုဒီလေးလုံးပေါင်းခြင်း9လို့သူထောက်တယ်ဒါနှစ်ချက်ထောက်ပြီအဲ့ဒီတော့ပထမပြောခဲ့တယ်လို့ပဲရှစ်ဖြစ်ချင်း9မျိုးထောက်လို့ဒီရှစ်ဒီရှစ်ဒီပရိတ်ရှစ်ကဒီမှာကြားတော့မဲ့အချိန်မှာလဲဒီနှလုံးပေါင်းခြင်း10လို့ထောက်ပြီးတော့မှတခါပြန်ကြတယ်ထောက်ချက်3မျိုးနဲ့သူကြတယ်ပေါ့နော် ကောင်းပြီဒါဆိုရင်အနိုင်တို့ဒီမှာတတိယကံမှာ3ဘေး5ဘေးရှိပေါင်း5ဒီ3လုံးပေါင်း5လို့ဖြစ်တယ်ဖြစ်တော့ဒီ3လုံးခွန်ဒီ3လုံးခွန်ဗရိတ်ခွန်အဲ့ဒီခွန်ဒီဒီ3လုံးပေါင်းခွန်လို့ကစားပြီးတော့ဒီမှာခွန်ထိတ်လို့ထည့်ထည့်တော့ခွန်ဖြစ်ရှင်း5မျိုးကစားတဲ့အတွက်ဒီနေ့ထဲမှာနော်ဒီနေ့ထဲမှာဒီ3လုံးခွန်ဒီ3လုံးခွန်သူ့ပေါ်မှာလဲဗရိတ်ခွန်သူ့အောက်မှာလဲနှစ်ဗရိတ်ကပုံတည်ထောက်လိုက်တဲ့အတွက်ခွန်ဖြစ်ရှင်းကြောင့် သုံးလုံးခွန်သုံးလုံးခွန်ဗရိတ်ခွန်လို့ဖြစ်တဲ့ဒီတစ်တုံညာ6ဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မှာတဲထွက်မှာတဲထွက်တော့မဲ့အချိန်မှာဒီဗရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းကနှစ်ဒီလေးလုံးပေါင်းခြင်းကနှစ်လို့ဖြစ်တာရဲ့အောက်ကို ထွက်မယ်ဒါကထောက်ချက်ကတစ်မျိုးနောက်တစ်မျိုးကကြတော့ဒီ9နဲ့ရှေ့ပေါင်း၄နဲ့9ကြောင့်နောက်ပေါင်း9လို့ဖြစ်ခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်းက9ဒီလေးလုံးပေါင်းခြင်းက9လို့တစ်ချက်ထောက်တယ်နော် ောက်တစ်ခုကကြတော့ဒီသုံးလုံးခွန်ဒီလိုခွန်ပရိတ်ခွန်ဒီမှာထွက်တော့မဲ့အချိန်မှာဒီနှလုံးခွန်လို့ထောက်ပြီးတော့မှထွက်ရမှာဆိုတော့ဒါထောက်ချက်၃မျိုးနဲ့ပေါ့နော်ဒါ၁၃ည6ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုဒဲပေါ့နော်ဒဲပို့ထိုးလိုက်ပေါ့နော်အဲ့တော့ပထမဖြစ်စဉ်မှာဒါဦးနှံတို့ကိုးဖြစ်ရှင်ကြီးကစားခဲ့တဲ့အတွက်ကိုသုံးလုံးပေါင်း၉ဒီသုံးလုံးပေါင်း၉ကိုးကိုးလို့ထောက်ပြီးတော့ဒီမှာလဲကိုးပရိတ်ဖြစ်ရမယ် ကိုဖြစ်ရှင်ကြောင့်ကိုကကိုလိုထောက်ပြီးကိုပရိကဏန်ဒီဒဲထွက်တဲ့ထွက်တော့မဲ့ချိန်မှာဒီအောက်မှာထားခဲ့တဲ့ break နှစ်ကြောင့်ဒီသုံးလုံးပေါင်းနှစ်ကို၄လုံးပေါင်းနှစ်လို့ဖြစ်တဲ့အောက်ကိုထွက်မယ်ပြီးတော့မှဒီမှာထားခဲ့တဲ့ဒီသုံးလုံးကိုကိုနောက်ပေါင်းကိုလိုထည့်တဲ့အတွက်ကိုဒီသုံးလုံးပေါင်းကိုကို၄လုံးပေါင်းချင်းကိုလိုပြန်ထည့်တယ် break ကိုထွက်ဖို့အတွက်ကိုဒီနှလုံးကိုလိုထောက်တယ်ဒါသုံးချက်ညီးတယ်ဒုတိယကမ်းမှာလည်းအဲ့လိုပဲ shift ဖြစ်ရှင်ကြောင့်ဒီသုံးလုံး shift ကဒီသုံးလုံး shift လို့ဖြစ်တယ်သူ့အပေါ်မှာလည်း break shift လို့ဖြစ်တယ်ဒီကဏ္ဍဒီတနည်းနည်းသုံးနည်းမြောက်မှာဒဲပဲထွက်တယ် ထွက်မဲ့အချိန်မှလည်းသူကနှစ်ပြိတ်လိုပဲထောက်ထားခဲ့တယ်ထောက်ထားခဲ့တဲ့အတွက်ကိုဒီသုံးလုံးပေါင်းနှစ်ကိုလေးလုံးပေါင်းချင်းနှစ်လိုထောက်ပြီးတော့မှသူ့အောက်ကိုထွက်တယ်ဒီသုံးလုံးပေါင်း9ကနောက်ပေါင်း9လိုကစားခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်း9ကိုဒီလေးလုံးပေါင်းချင်း9လို့ထောက်ပြီးတော့မှထွက်တယ်နော်ရှစ်ဖြစ်ချင်းကြောင့်ဒီနှလုံးရှစ်လိုလဲနောက်တစ်ချက်ထောက်ပြီးတော့မှထွက်တယ်အဲ့တော့9ပြိတ်လည်းပြီးပြီ10ပြိတ်လည်းပြီးပြီကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာဖြစ်စဉ်ကိုတည်လိုက်တယ် ခွန်ဖြစ်ခြင်း၅မျိုးကစားခဲ့တဲ့အတွက်ဒီနေ့ထဲမှာလည်းနော်ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းခွန်သူ့ဘုံမှာလည်းဗရိတ်ခွန်လို့လုံးဝဂေါ်လီနိုင်တယ်ဆိုပေမဲ့လို့လှလှပပကြကြနာနာကိုသူကကစားထားတာအဲ့ဒီတော့ဒီသုံးလုံးခွန်ဒီသုံးလုံးခွန်ခွန်ဗရိတ်လို့ဖြစ်တဲ့အပြင်သူ့အောက်မှာလည်းနှစ်ဗရိတ်လို့ကစားတဲ့အတွက်တစ်တုံညာ၆ဆိုတဲ့ကနန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တဲ့မှာတဲထွက်ချင်တာထွက်ချင်တော့ဒီဗရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းဟာနှစ်ဒီလေးလုံးပေါင်းခြင်းဟာနှစ် ဒီသုံးလုံးပေါင်းကိုနောက်ပေါင်းကိုလို့ထည့်ခဲ့လို့ဒီသုံးလုံးပေါင်းချင်းကိုကိုဒီလေးလုံးပေါင်းချင်းကိုလို့ထည့်လိုက်တဲ့အတွေ့ထောက်ချက်နှမျိုးဖြစ်တဲ့အပြင်ခွန်ဖြစ်ချင်းကြောင့်ဒီနှလုံးခွန်လို့ထောက်ပြီးတော့မှဒီနေရာလေးမှာတစ်တုံညာ6ဆိုတဲ့ကဏ္ဍကိုဒါဥနိုင်ကဒက်ထွက်ရှင်တာပေါ့လေနော်ပထမအကတ်မှာလဲသူကကိုပရိတ်ကိုဒဲထွက်တယ်ဒုတိယအကတ်မှာလဲဒဲထွက်တယ်ဒါအခုတတိယအကတ်မှာလဲ တဲထွက်ချင်တာပေါ့နော်တစ်တုံညာ6ကိုတစ်တုံညာ6လို့ပဲအဲ့ငါရေးပြပေးထားတယ်အဲ့တော့ပြီးခဲ့တဲ့ဘွယ်မှာဒီ line တွေကနေပြီးတော့နော်တတိယ organ တစ်လေးလေးဆိုတဲ့ကဏ္ဍကိုလုံးဝတစ်လေးလေးဆိုတဲ့ကဏ္ဍထွက်ခဲ့ရင်ကတော့ဒီကဏ္ဍကိုဒါလုံးဝပါ organ ဖြစ်နေကို special ကိုအော်မလို့ပဲဘာဖြစ်လို့လဲဆိုတော့ तू ကဒီပရိတ်နှစ်ကြောင့်ဒီကဏ္ဍကဒီမှာထွက်တော့မယ်ဆိုရင် तू ကဒီပရိတ်နှစ်လေးခံထားတာအဲ့ဒီပရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းနှစ်ကိုဒီလေးလုံးပေါင်းခြင်းနှစ်လို့ဖြစ်တဲ့အချိန်လေးနောက်ပဲ နော်ဒုတိယကမှလည်းအဲ့လိုပဲဒီ break ရှိကဒီမှာထွက်တော့မဲ့အချိန်မှာဒီ break နှစ်လေးခံထားခဲ့တဲ့အတွက်ဒီ၃လုံးပေါင်း2ကိုဒီ၄လုံးပေါင်း2လို့ဖြစ်တဲ့အချိန်မှာဒီနေရာလေးမှာ၄နောက်ပဲနော်တတိယကမှလည်းအဲ့လိုပဲဒီဒီ1 3 6ဒီနေရာမှာသူထွက်တော့မယ်ဆိုရင်ဒီ break နှစ်ခံထားခဲ့တဲ့အတွက်ဒီ၃လုံးပေါင်း2ကလည်းထည့်ထားတယ်ဒီမှာရှေးပေါင်းကခွန်ခွန်ဆိုတော့နှစ်ဖြစ်အောင်ရှေးပေါင်း9လို့ဖြစ်ရရှေးပေါင်း9နဲ့သူက၄နောက်ပဲဆိုတော့ကျတော့လား1 4 4ဆိုပြီးဦးနိုင်က တခြား line နေရောပေါ့တတိယ organ ထုတ်ခဲ့တယ်။ဘာလို့လဲဆိုတော့ဒီမှာ၉ထိပ်စီ၉ထိပ်စီပြီးတော့ဒီမှာ၃ညထိပ်စီ၃ညထိပ်စီပြီးတော့ဒီမှာ၁ထိပ်စီ၁ထိပ်စီနဲ့ရှိပေါင်းကဆိုတော့၁၄တွဲဆိုတော့၄နောက်ပိတ်ဆိုတော့၁၄လေးကိုဒါတတိယ organ ထုတ်ခဲ့တယ်။သို့တော့သူက၄မပိတ်ခဲ့တဲ့အတွက်၁တုံည၆ကိုတော့ပါ organ အဖြစ်နဲ့ဥနေမှာမကစားတော့ဘဲနဲ့ဒါအရန်ကနန်းနဲ့မှဖြတ်ပြီးတော့ကစားလိုက်တာဖြစ်တယ်။အဲ့တော့တိတုံညာ၆ကိုကြိုက်တဲ့မိတ်ဆွေတွေထူလိုက်ပါမကြိုက်ရင်လည်းမထူနဲ့ပေါ့ဗျာဒီဘွဲမှာအကြိုက်ဆုံးပါအော်ဂနန်းဒီဘရိတ်ခွန်ကနန်းကို Orebo, ¿no?